အားလုံးမင်္ဂလာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာလ22ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်ဒီနေ့တော့အထူးခြားသတင်းတွေလည်းလှိုင်းတရားဖြစ်စဉ်ခိုးသူနဲ့ခိုးသူကိုရိုက်တဲ့သူဘသူအလုံးလဲဆိုတဲ့သတင်းလူပန်းရောင်းစားနေတဲ့ပြူစောတီတွေရန်ကုန်ပင်နယ်မှာတက်စားနေကြလဲဆိုတဲ့သတင်းစစ်တပ်ဘန်းနဲ့အလုသမားတမကဥက္ကဋ္ဌလူပြန်လွတ်လာပေမဲ့တော်ရီပြန်မပါလာတဲ့တရင် စစ်တပ်ပြန်သိမ်းထားတဲ့ကြောင်မဲစီပြန်လာတဲ့ဆစ်ဆောင်ရီကားတိတ်မောက်တဲ့တရင်တစဲမှာနလတ်မထုံနိုင်အောင်တိုက်ခတ်နေရတဲ့စစ်ကောင်ရှင်တပ်အသေးဆုံးများနေတဲ့တရင်နိုင်ငံသမိုင်းတခြားပထမအုပ်ဆုံးမြို့သမီးဝင်ကြီးချုပ်ရဲ့ရှေ့ဆက်တော်မဲဂျပန်ဆိုတဲ့အဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပီရင်ပီပါသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ကြရအောင်ပါ။လှိုင်းတရားဖြစ်စဉ်ခိုးသူနဲ့ခိုးသူကိုရိုက်တဲ့သူဘု து အလွန်လဲဆိုတဲ့သတင်းကနေစတင်လိုက်ချင်ပါတယ်။ ရန်ကုန်မြို့လိုင်တရာမြို့နယ်ဖိုးချုပ်လမ်းပေါ်မှာရှိတဲ့စတိုးဆိုင်ဒီဇိုင်းလေးကိုဝင်ခိုးတယ်ဆိုပြီးတားမီနှုံကိုဆိုင်ရှင်ကဖန်စီကြိုးတုံရိုင်းနှက်နေခဲ့တဲ့ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာပြီးနောက်ဝေဖန်မှုတွေမြင့်တက်နေပါတယ်။တချို့ကရိုင်းနှက်သူဆိုင်ရှင်ကိုဝေဖန်ကြသလိုတချို့ကလည်းခိုးသူလိုဆဆွဲခံရသူမိခင်ကိုဝေဖန်နေကြပါတယ်။ဆိုင်ရှင်အမျိုးသမီးကိုဝေဖန်သူအများစုဟာမိခင်နဲ့မကဘဲကလေးကိုပါရိုက်နှက်ခဲ့တာကြောင့်ဖြစ်ပြီးမိ ကေကွန်ဝေဖန်သူတွေကတော့ပစ္စည်းခိုးရာကြောင့်ဖြစ်တယ်လို့ဒီဖြစ်စဉ်ကိုစောင့်ကြည့်နေသူတွေက MPA ကိုပြောပါတယ်။သတင်းဌာနတွေမှာတက်တဲ့သတင်းတွေအောက်ကကွန်မန့်တွေကိုကြည့်လိုက်ရင်သိတာပါတယ်။ဒီဖြစ်စဉ်မှာရေပူအကြည့်လိုက်ရင်မိခင်ကိုရရင်ကလေးကိုထိမိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာလို့ဆိုကလေးကိုချီထားတာကိုဒီဖြစ်စဉ်မှာခြုံကြည့်လိုက်ရင်စိတ်လွတ်မှန်ပါလို့တာတွေ့ရပေမဲ့ဘသူကမှမှားတယ်လို့ပြောလို့မရနိုင်ဘူး။တယောက်ချင်းစီမှာအမှန်တွေရှိနေပါတယ်။ ဆိုင်ရှင်ကသူ့ဖြစ်စည်းဥစ္စာအတွက်ကာကွယ်တယ်မိခင်ကတော့သူ့ဝန်းစာအတွက်ကြိုးပမ်းနေကြပါပဲအဓိကတရားခံကတော့ခစ်ဆိုးခစ်ပြတ်ဖြစ်အောင်လှုပ်ထားတဲ့အာနာရှင်တွေ၆ပါးလို့ဒီဖြစ်စဉ်ကိုစောင့်ကြည့်နေသူအမျိုးသားတအုပ်ကပြောပါတယ်တတလတရုတ်ဆောင်ခိုင်မြို့ရဲ့အပါဝင်ရန်ကုန်မြို့ကလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့တွေကတော့အမျိုးသမီးနဲ့ကလေးကိုအကူအညီပေးဖို့ရှာဖွေနေရလို့သိရပါတယ် ဒီဖြစ်စဉ်ဟာမြန်မာတွေအသုံးများတဲ့ TikTok လူမှုကွန်ရက်မှာတက်လာပြီးနိုင်ပိုင်းအတွင်းဝေဖန်ပြောဆိုသူတွေအများကြားရှိလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီရုပ်ကန်နဲ့ကလေးကိုအကြောင်းပြပြီးလိုက်ခိုးနေတဲ့ခိုးထားတာတွေကို ပြန်ရော်ပြီးမရော်ပြီးရင်ရဲလက်အမဲစားတာတွေကိုဆိုင်ရှင်လို့ယူစားရသူပြောနေခဲ့တယ်လို့ကလေးကိုလည်းဆွဲဖယ်ခိုင်းပြီးသူ့ဝန်ထမ်းကဖယ်ဖို့စူးစမ်းခဲ့ရလဲတွေ့မြင်ရပါတယ်။ ဆော့ဆွဲခံရတဲ့အမျိုးသမီးကတော့ကလေးကိုစေကူဖို့ငွေလိုလိုခိုးယူမိတဲ့အကြောင်းငွေယူပြောဆိုနေကြတာတွေ့ရပါတယ်။ဒုတိယအနေနဲ့လူဖဲရောင်းစားနေတဲ့ပြူစောတီတွေရန်ကုန်ဘဏ္ဍာရာမှာစက်စားနေကြလဲဆိုတဲ့အကြောင်းပြောပြချင်ပါတယ်။ရန်ကုန်မြို့မင်္ဂလာတောင်ညို့မြို့နယ်ပန်းစိုးရံတရာစင်တိမ်ဖြူမြေသားရက်ကွမ်းနာတဝိုက်မှာလူဖမ်းမိပြန်ရောက်စားနေတဲ့ပီဆိုတီတွေစက်စားနေလို့တတိထားကြဖို့တော်လိုင်းအင်အောင်စုတွေကပြောကြားလိုက်ပါတယ်။ အဓိကပြူစောတိတွေကညဘက်မှာတင်ပြူနာတဝိုက်မှာသွာလာသူ လူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးနေရလို့မျိုးတော်လည်းစာမျက်နှာ MGTN Spring News Scout Channel ကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ19ရက်ည9:00နာရီလောက်မှာအထက်ပန်းစုံလန်ပေါ်အထက်ကသုံးချောင်းနာမှာအသင့်ရထားတဲ့ Probox အဖြူရောင်အင်စီကားပေါ်ကနေအရွက်ဝိလူတစုကဟန်းရှောင်းလာတဲ့လူငယ်မျိုးသား၂ယောက်ကိုဖမ်းဆီးတာမှာတယောက်ပါသွားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့အဲ့ဒီမှာဖန်းစီခံရတဲ့လူငယ်ရဲ့နောက်ဆက်တွဲအခြေအနေကိုထပ်မတိရတော့ဘဲစစ်မှုရန်အတွက်ဆွဲသွားတာဖြစ်ပေါ်များတယ်လို့ရန်ကုန်လေလာစောက်ကြီးအဖွဲ့ Rangoon Scout Network ISN ကတာဝန်ရှိသူတဦးက MBA ကိုပြောပါတယ်ရုံမြောက်သူလူငယ်ကတော့အဲ့ဒီနားမှာရှိတဲ့ဖာစာပါလာရက်ွက်သားဖြစ်တာကြောင့်ဖြစ်ပြီးချုံနောင်ဖန်းစီတာကိုရုံငန်ထွက်ပြေးလာတာကြောင့်အင်းညင်ပင်ဆုတ်ပြေးရတယ်လို့ဒေတာကန်တုံးရဲ့အပြောကို MGTN ကပြန်လည်ဖော်ပြထားပါတယ် လူငယ်တယောက်ထွက်ပြေးလာပြီးနောက်ဆွဲတဲ့သူတွေကိုအနီးနားကလူတွေဝိုင်းလိုက်ကြပါသေးတယ်။ဒါပေမဲ့မမေ့ဘူးလို့ပြောပါတယ်ဗျာလို့အဲ့ဒီဖြစ်စဉ်ကိုတည်ထားတဲ့အန်းဆန်တာဝန်ရှိသူကဆက်ပြောပါတယ်။လူလို့တာနဲ့ဆွဲဖို့ချောင်းနေတဲ့အဖွဲတွေနေရာတိုင်းလိုလိုမှာရှိပါတယ်စစ်သားရဲအရဝဲအုပ်ကြီးပြူးလူမိုင်းစတဲ့အဖွဲတွေအစုံလှုပ်ရှားနေရပါလို့အန်းဆန်တာဝဲရှိသူကပြောပါတယ် ပန်းဆိုရန်တရားစင်တင်ဖြူမြက်တာရက်ကွက်နာတဝိုက်မှာဖြူရီဖန်းစီတာခံရသူတွေဟာငွေကျပ်ဆယ်သိန်းနဲ့အထက်နဲ့ပြန်ရွေးရတဲ့ဖြစ်စဉ်တွေရှိရလို့ NGTNC ကတည်ရပါတယ် တတိယသတင်းကတော့စစ်တပ်ဘန်နယ်အလုပ်သမားတမကဥက္ကဋ္ဌလူပြန်လွတ်လာပေမဲ့တွားရီပြန်ပါလာတဲ့အကြောင်းပြောပြပေးမှာပါစစ်ကော်မရှင်ဖမ်းတာခံရတဲ့သေစီညွတ်တော့တမကများအဖွဲ့ချုပ်မြန်မာ SDGM ဦးဆောင်သူဒေါ်မျိုးမျိုးရေးအပါဝင်အလုပ်သမားကြီးလှုပ်ရှားသူတုံးကိုပြန်လွတ်လာပြီလို့မိခင်အဖွဲ့ကဒီနေ့မှတရားဝင်ကြေညာချက်ထုတ်ပြန်ပါတယ်အင်းစိန်ထောင်းကနေသူတမရအမိန်နဲ့လက်ရှိဆဲဆိုထားတဲ့အမှုတွေကိုရုပ်သိမ်းပြီးလွတ်ပေးလိုက်တာဖြစ်တယ်လို့လဲ SD ီ UN အဖွဲ့ကဆိုပါတယ်။ဒေါ်မျိုးမျိုးရဲ့အပြင် MICS TUSF အဖွဲ့အထွေထွေတွင်ရင်မူကိုတက်နေအောင်လဲရှစသက်ကြီးဥပဒေပုံမှား905ကကြင်းနဲ့1300ချခံထားရတဲ့ဗမာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ် ABFTU ကမတ်တထားဆွေလဲတရက်တဲ့အတူပြန်လည်လွတ်မြောက်လာကြတာဖြစ်ပါတယ်။ဒေါ်မျိုးမျိုးဤဟာပြီးခဲ့တဲ့ဇူလိုင်လအတွင်းရန်ကုန်မြို့ ရှစ်ပီတာမြို့နယ်ကတုံမနယ်မှာဖန်စီထင်းထင်းခံခဲ့ ဲ့ရပြီးနောက်အင်းစိန်ထောင်ထဲကနေအမှုရင်ဆိုင်နေတော့မှာပဲအမှုတွေရုတ်သိမ်းခံရလို့ထောင်ကနေပြန်လွတ်လာခဲ့တာပါတုံ့ငှက်နီးဆက်သူရှေးပီတာမျိုးကန်တွေကတော့ပြန်လွတ်လာချိန်မှာနှိမ့်ဆက်ခံရတဲ့ပုံမျိုးတွေ့ရပြီးသွားတုံချောင်းပါမလားဘူးလို့ဆိုပါတယ် SDUN အဖွဲ့ကဒေါ်မျိုးမျိုးဤကိုပြီးခဲ့တဲ့ဇွန်လ25ရက်နေ့မှာသူမရဲ့နေမှာဖမ်းဆီးပြီးနောက်ကျန်အဖွဲ့ဝင်၁၀ဦးကိုလည်းဇူလိုင်26ရက်နေ့29ရက်နေ့တွေမှာစစ်တပ်ကဖမ်းဆီးတာခံခဲ့ရပါတယ်။အဲ့ဒီထဲကတအူကစစ်မှုထမ်းနဲ့ပို့ဆောင်ခံရတယ်လို့အတိမပြုတ်နိုင်သေးတဲ့သတင်းတွေအရသိရပြီးကျန်၁၀ဦးကတော့ခံဝတ်အပ်ဥပဒေပုံမှန်9တက် စာလုံးစာလိမ်နဲ့အမှုဆွဲတင်ခံရပြီးနောက်၃လနီးပါးအကြာမှဥဆောင်သူပြန်လွန်လာပေမဲ့ကျန်ကိုကတော့အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ SD1 အဖွဲ့ဟာ2022ခုနှစ်ကပြင်ဆင်ပြတိုင်းခဲ့တယ်။အသင်းဖွဲ့မပုံတင်ခြင်းဆိုင်ရာဥပဒေပုံမှ47မြင်းဆောင်52နဲ့လဲစစ်ကော်မရှင်ရဲ့တရားစွဲတော်ကိုခံထားရပါတယ်။ တော်မျိုးမျိုးအင်းနဲ့အတူပြန်လွတ်လာတဲ့ဥတက်နေအောင်ကတော့2021ခုနှစ်ကကရင်ပြည်နယ်မြောက်ရီမြို့မှာဖမ်းဆီးခံခဲ့ရပြီးမတရားအသင်းဆက်သွယ်မှုပုံမှာဆက်ခွန်တင်းနဲ့ထောင်နဲ့နည်းနည်းချမှတ်ခံခဲ့ရပါတယ်။အဲ့ဒီထောင်နဲ့ကိုအင်းစိန်ထောင်မှာကြာခံနေရခြင်းလူရဲစိတ်ကနေမှဆေးအုပ်စုက အကြံပန်ပုံမှာနဲ့ထတ်တရားဆွဲပြီးထောင်နဲ့ခုနှစ်နှစ်ထတ်တိုးချတာခံခဲ့ရပါတယ်။ဒါကြောင့်ဥတက်နေအောင်ကခြောင်ထဲမှာ၄နှစ်ကျော်အချင်းချခံခဲ့ရတာဖြစ်ပါတယ်။ ဆက်လက်ပြီးစစ်တပ်ပြန်သိမ်းထားတဲ့ကြောင်မဲစီပြန်လာတဲ့စစ်ဆောင်တွေကားသိမ်းပေါက်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာစစ်ဆောင်တွေသူမိပွားသုံးကိုကြောင်မဲမြို့စီပြန်ပို့တဲ့ကားသိမ်းပေါက်မှုအောက်တိုဘာ20ရက်နေ့ကပြတ်ပွားခဲ့တယ်လို့တရင်ရရှိပါရတယ်။ ပြန်လည်ပြုပြင်လို့မရတော့တဲ့ဒီကားကစိုးစိုးဝါးဝါးပစ်စီခဲ့ပေမဲ့လိုက်ပါလာသူ၆ဦးတွေကကုညင်သူဇနီးမောင်နှံတို့ပဲမစိုးရင်ရတဲ့ထံရရရှိခဲ့တယ်လို့ဇာတိမြေကြောင့်ပဲစစ်ဘေးရှောင်ပြန်ဖို့ပေးအဖွဲ့အစည်းကနေတည်ရပါတယ်စစ်ပေးဆောင်တုံးငယ်တို့စုစုပေါင်းလူ၆ဟုလိုက်ပါလာတဲ့အင်းစီစလုံးကဟာနောင်ကွဲရွာအရောက်မှာဆနပ်ဘင်းကားကိုကြော်တဲ့ရင်တိမ်မောက်ခဲ့တာလို့သိရပါတယ် ဇာတိမြေအကြောင်းမဲ့စစ်ပေးဆောင်ပြန်ဖို့ပေးတာဝန်ခံအမျိုးသမီးကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကားကဆနဘင်းကိုကြော်တက်ရင်၃လပတ်လည်ထွက်သွားပြီးတော့ညာဘက်ခြံကြော်ဘက်ကကမ်းပါကို ရှေ့ခြမ်းနဲ့ဝင်ဆောင်တစ်ခါပြန်လည်ထွက်ပြီးဘယ်ဘက်ခြံကိုထပ်ဆောက်ပြီးလမ်းမဘက်ဥတီရက်သွားတာပါလို့သူ့ရဲ့လူမှုကွန်ရက်ကတဆင်းရေးသားပြောဆိုထားပါတယ်။ ရှင်မောင်းသူနဲ့ဆစ်ဆောင်သုံးအန်နဲ့ကင်မီတာဝန်ခံမျိုးသမီးကဥကောင်းနဲ့မျက်ခုံးထိခိုက်မိတယ်လို့သူ့မျိုးသားကတော့ပေဘက်နယ်ယိုထိခိုက်မိတဲ့အတွက်စိတ်ယုံသွားပြဖို့ရှိရလို့ဆိုပါတယ်။ တနေ့ကျော်ကြောင့်တအန်းတမရောတင်းနယ်လေးထိန်းချုပ်ထားခဲ့တဲ့ခရိုင်မျိုးကြောင်ဝဲမှာစစ်ကောင်ရှင်တန်နဲ့တအန်းတတင်းနယ်လေးတို့ကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ကြောင်ဝဲမျိုးခန်းတောင်းနေချင်းမန္တလေးနဲ့လာရှိုးမျိုးလေးစီစစ်ဆောင်နေခဲ့ကြတာပါအဲ့ဒီနောက်အော်တိုဝါလာတရံမှာစစ်ကောင်ရှင်တက်တွေပြန်လည်တင်းယူပြီးနောက်ပိုင်းအထိကကြောင်ဝဲဒေသခံစစ်ဘေးရှောင်ဝင်ပြန်လည်ဝင်ရောက်နေတာဖြစ်ပါတယ် စစ်ကောင်ရှင်တပ်ဟာတန်းတက်ထိမ့်ချုပ်ထားတဲ့မြို့တွေကိုဆက်တိုက်ဆိုသလိုတိုက်ခိုက်သိမ်းပိုင်နေပြီးဇူလိုင်16ရက်မှာနောင်ချုံအော်တိုဘာလ1ရက်မှာကြောင်မင်းနဲ့အော်တိုဘာလ23ရက်နေ့တို့မှာတီဘောမြို့ကိုပြန်လည်သိမ်းပိုင်လိုက်တာဖြစ်ပါတယ်။ ပြည်တွင်းကနောက်ဆုံးသတင်းအနေနဲ့တဆင်မှာနလတ်မထူနိုင်အောင်တိုက်ခတ်နေရတဲ့စစ်ကောင်ရှင်တပ်အသေးဆုံးများနေတဲ့အကြောင်းပြောပြထင်ပါတယ်။စကိုင်းတိုင်းတဆင်မြို့နယ်ထဲမှာမနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်ရှင်တပ်နလတ်မထူနိုင်အောင်တိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသတွင်းကာကွယ်တပ်တွေစီကသိရပါတယ်။ အော်တိုဘာ20ရက်မနေ့မနက်9နာရီခွဲလောက်မှာ30မြို့နယ်တွေကအတော့တဲကုန်းရွာကနေကမ့်ပလူမြို့နယ်ကာပိုးရွာဘက်ကိုစစ်ကြောင်းထွက်လာတဲ့စစ်ကောင်ရှင်တပ်နဲ့ပြည်သူစစ်တွေပူးပေါင်းထားတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်တွေကခြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ အလိတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဒီနေ့မှသတင်းထုတ်ပြန်လာပါတယ်။အလိတိုက်ပွဲအတွင်းစစ်အုပ်စုဘက်ကစေဦးထက်မင်းနဲ့တေဆုံခဲ့တဲ့အပြင်ထိခိုက်ဒဏ်ရာရသူလည်းစေဦးထက်မင်းနဲ့ရှိတယ်လို့အလိကမြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။စစ်သား9ဦးတေဆုံးပြီးစစ်နုံးတံရရရှိခဲ့တာကိုမျက်မြင်အတည်ပြုနိုင်တဲ့ကာဘိုးဘက်ကိုဆက်ထွက်သွားတာပြခွင်းနာတဲ့ကောင်တွေတော့မှာ ပြီးကြမှာနေ့လယ်12နာရီလောက်မှကားနဲ့လာတိုက်ပြီးကာဘိုးထဲဝင်သွားတာလို့မြေပြင်စစ်ရေးတရင်းမြစ်တို့ကပြောပါတယ်အဲ့ဒီစကြောင်ကကာဘိုထိုင်စကန်နဲ့ပြောင်းဝင်သွားပြီးဒီနေ့မနက်9:00ကျော်ဒီပြန်ထွက်မလာသေးဘူးလို့သိရပါဗျ ဒီတိုက်ခိုက်မှုကို30မြို့နယ်ပါကာဖာရွှေဘူခိုင်အမှတ်50နှစ်ဖြူဟာတည်ရင်ရေဦးပါကာဖာနယ် PL တပ်ဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပြီး PD ရဲ့ရဲဘော်တအူးအထိခိုက်ရှိတယ်လို့ဆိုပါတယ်စစ်သားတွေအထိခိုက်တင်ဆောင်မှုနဲ့ပတ်သက်ပြီး MPN နေနဲ့တော့တိကျအတည်ပြုနိုင်တာမျိုးမရှိပါဘူး တဆယ်ရေဦးလမ်းမိုင်းကိုပြန်ထိန်းချုပ်ဆင်နေတဲ့စစ်ကောင်ရှင်တပ်ဟာကမ်ဘလူမြို့နယ်ကနေတဆယ်နဲ့အရှိချမ်းအတော်တဲကုန်းကြီးရွာဘက်ကိုစစ်ကြောင်းထုံးနိုင်မှုစတေမာနောက်ဆုံးဘက်ကစလို့အင်အားပြစ်တင်နေရမှာ253ဝန်းကျင်လောက်ထိရှိရလို့သိရပါတယ်။နောက်ဆုံးပြပါတဲ့နေနဲ့နိုင်ငံသမိုင်းတခြားပထမအဆုံးအမျိုးသမီးဝင်ကြီးချုပ်နဲ့ရှေ့ဆက်တော်မဲ့ဂျပန်အကြောင်းကိုပြောပြရင်ဒီနေ့အတွက်စမရဲ့တင်ဒင်းတင်ဆက်မှုတွေကိုဒီမှာပဲရှင်းလင်းလိုက်ပါရစေရှင်။ ဂျပန်နိုင်ငံရဲ့တမိုင်းတခြားပထမအဆုံးမြို့သမီးဝင်ကြီးချုပ်အဖြစ်ဗဟိုလက်ရာရေး Liberal Democratic Party LDP ဥက္ကဋ္ဌစာနေတာကာအီချီကိုဂျပန်ပါလီမန်ကဒီနေ့အောက်တိုဘာ22ရက်မှာပဲရွေးချယ်ခံလိုက်ပြီးဖြစ်ပါတယ်။စံချိန်ရှင်မြို့သမီးဟာအောက်လွတ်တော်ရဲ့ပထမအကြော်အမဲပေးမှုမှာပဲအနိုင်ရခဲ့လို့ဒုတိယအကြော်ထပ်မံရှင်ပြိုင်မှုမလိုတဲ့အထိပြပြတသားဒီယာဒုကိုရခဲ့တာပါ။ သူမကမဲရီအတွက်238မဲအထိရခဲ့ပြီး ပြန်ဘက်ကွန်စတီကျူရှင်နဲ့ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ယိုရှီဟီကိုနိုဒါကတော့149မဲပဲရခဲ့ပါတယ်။ထို့တော်အမတ်တွေဟာတာကာအီချီမဲပေးတဲ့အချိန်မှာလဲလက်ခုအော်ဘာပေးခဲ့ကြပြီးရွေးချယ်ခံရပြီးနောက်မှာလဲလက်ခုအော်ဘာတန်နဲ့စုစုညံညံနဲ့ကြိုဆိုခဲ့ကြပါတယ်။ တနင်္လာနေ့မှာ ADB နဲ့ Japan Innovation Party JIB တို့ကြားညွန်ပေါင်းဖွဲ့ဖို့သဘောတူညီချက်ရခဲ့တာကသူမဝင်ကြီးချုပ်ဖြစ်လာဖို့အခေအားကျခဲ့တာပါဂျပန်နိုင်ငံမှာဝင်ကြီးချုပ်တွေနဲ့အမတ်တွေဟာနိုင်ငံရေးသမားတွေရဲ့တာမြေဒါမှမဟုတ်မျက်တွေဖြစ်ခဲ့ပေမဲ့တကာအီချီကတော့မိသားစုဩစာမပါဘဲနိုင်ငံရေးလေကားချက်တွေကိုတက်လာဖို့စူးစမ်းခဲ့ရတာဖြစ်ပါတယ် သူမရဲ့မိဘတွေကသူမကိုမင်းကလေးမလို့တက္ကသိုလ်ပို့ဖို့မလိုလားခဲ့တာကြောင့်ငငယ်ကကိုယ့်ရဲ့အကြောင်းစိတ်ကိုကိုယ်တိုင်ရှာခဲ့ရတာပါဒီလိုအမျိုးသမီးဖြစ်တဲ့တာကာအီဂျီဟာတတိယအချိန်မြောက်ဂျိုဗန်မီနောက်ယခုလအတွင်းမှာ LGB ပါတီရဲ့ခေါင်းဆောင်နေရာကိုရရှိခဲ့တာဖြစ်ပါတယ်ဂျပန်နိုင်ငံကအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူအတော်များများကတာခအီချီရဲ့မူဝါဒတွေကြောင့်ဂုဏ်မပြုကြပေမဲ့ သူမဟာဂျမန်လူငယ်မင်းကလေးတွေအားကြအတူနိုင်တဲ့စံပြပုံကိုတော့ဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ MB ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ MB ရဲ့တင်ဆက်မှုတွေကိုအဆောင်ထိတိရှိအားပေးသူအားလုံးနဲ့တကွာဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းထူးပင်ကျေးဇူးတင်ရှိပါတယ်။အမပီသူမိသားပေါင်းကိုစိတ်နှစ်ပြားအချမ်းမှချမ်းသာပြီးဘဝအမော်တွေပြေကြပါစေရှင်။